ဒီနေရာဌာနကြီးရလည်းပဲတာဝန်ကယူစရာလေးတွေပါပဲဒါကဒီနေရာဌာနကြီးခေါ်လာတယ်ဆိုတော့တခြားမဟုတ်ပါဘူးဒါကသာဝုထိမြို့ရဲ့နေရာဌာနပဲဖြစ်ပါတယ်သာဝုထိမြို့ဆိုတာကအာလုံးပြည့်ပြည့်စုံတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်သာဝုထိလို့ခေါ်တယ်တပန်တနံတပန်တနအဋ္ဌိဆိုပြီးတော့အလုံးစုံအကုန်ပြည့်စည်လို့ ြည့်ပြည့်စုံလို့တာဝုထီလို့ခေါ်တယ်တဲ့တာဝုထီကလူဦးရေဘလောက်နေတယ်လဲဆိုတဲ့အခါလူဦးရေ9ကတိနေတယ်လို့စာပေထဲမှာဖတ်ရှုရဖူးပါတယ်အဲ့ဒီတာဝုထီ9ကတိနေတဲ့အထက်မှာဒီတာဝုထီကအလုံးအမတမစီကားတယ်ဖုံဖြိုးတယ်တိုးတက်တယ်အခုကြည်တာဝုထီမြို့ကြီးကဒါတာဝုထီမြို့ကြီးပဲအိမ်တိုင်းမှမရှိတော့ဒါလည်းတောင်ဝေကယူစရာပါပဲ တာဝန်ကယူစရာပါပဲဘာလို့လဲဆိုတော့ရှေ့တုန်းကလူဦးရေခွနဲ့ကတိနေခဲ့တဲ့နေရာကြီးဟာလူဦးရေတိုးမပေါတော့အားရပါအကြီးအကျယ်စီကဖုံဖြိုးတိုးတက်တဲ့မြို့ကြီးဖြစ်ပါတယ်ဒီမြို့ကြီးကတော့ရှေ့တုန်းကဒိန်ကြီး16ဒိန်6ဒိန်ရှိတဲ့အထက်မှာကောသလဒိန်ဆိုတဲ့ဒိန်တဒိန်ရဲ့ရုံးစိတ်ရမြို့တော်ပဲဖြစ်ပါတယ်ဒီကောသလဒိန်ရဲ့ရုံးစိတ်ရမြို့တော်ကတာဝတိပဲဖြစ်ပါတယ် ဒီတော့ကဒီကောသလအတိုင်းမှာအုပ်ချုပ်သူကပသိနဒီကောသလမင်းကြီးဆိုပြီးတော့ရှိပါတယ်ပသိနဒီကောသလမင်းကြီးကအုပ်ချုပ်တာဖြစ်တယ်အဲ့ဒီကောသလမင်းကြီးကနေလေမနေ့ခင်းတုန်းကကားပေါ်မှာဖြူမဝင်းပြောပြတယ်လို့ပဲပေါ့မလဲဆိုတော့အစာတိတ်ကြည့်တယ်တခါတခါဆိုင်ဆန်တစိတ်စိတ်ကောင်တော့ကုန်တယ်တဲ့ဆန်တစိတ်စိတ်တကောင်တော့ကုန်တဲ့ဟာကိုအိုက်လိုက်ရင်လည်းပဲ အဲ့ရေးကဘလောက်ထိကြအောင်အစာကြီးတယ်လို့အဲ့လေးကြီးတယ်အဲ့ကြီးတော့ဘလောက်ထိကြအောင်အဲ့ကလေးဆိုတဲ့အခါအဲ့မဲ့16မြို့ထိကြအောင်မက်တယ်ဆိုတာကြားဘူးတယ်မလားကောသလာမင်းကြီးအဲ့မဲ့16ချက်ဆိုတာသူတော်ကောင်းတို့အဲ့မဲ့မဲ့ရင်တော့တညကို၄ခု၅ခုလောက်ပဲမဲ့မဲ့မယ်သူ့လောက်တော့ဘယ်သူမှမမဲ့နိုင်ဘူးဘလောက်ထိအဲ့လေးမင်းလဲဆိုတာအဲ့မဲ့16မြို့ဖြစ်ကြအောင် ဆက်ချောင်းမြို့တိချောင်းမဲ့တာအဲ့ဒါကောသလမင်းကြီးအိမ်မဲ့16ချက်ဆိုပြီးတော့ဖခင်ဒီနားမှာရေးထားတာတွေ့ရတယ်လေအဲ့ဒီနေ့ခင်းနေတတော်အင်မတန်အင်မတန်ကိန့်ကြီးမှုရှိပါလေအဲ့ဒါလေအဲအဲ့ဒီရနဲ့ကောသလမင်းကြီးမှာအဲ့ဒီမှာကောသလမင်းကြီးမှာမိဖုရားတွေရှိပါတယ်မိဖုရား3ဦးရှိတာမာလိကာမိဖုရားလို့တော့ဝတ်နဲမာလိကာမိဖုရားရဲ့တော့မာဂန်ဒီမဟုတ်ဘူးမာလိကာ မာလီကနောက်တယောက်ကဖီမဝင်းမိတ်ပြီလားမမမိတော့ဟိုဟိုဟိုဖရရဲ့ဆွေတော်မျိုးတော်ငါပြောမစို့နင်တို့ပြောမစို့ငါပါမိတ်နေတယ်ဒီမှာအဲကြောင့်နင့်မိတ်တယ်နင့်မိတ်တယ်နင်ပါမိတ်နေတာတယောက်ကဥတုံဗရလို့ခေါ်တယ်ဥတုံဗရတီဝီအဲ့ဒီတည်းမှာထင်ရှားတာကဘာတူလဲဆိုတော့မန္လိကမိဖုရားကအလွန်ထင်ရှားတာဖြစ်ပါတယ်ညာကြီးကတွတ်လွတ်တယ်ထက်မြက်တယ်အဲ့ဒီမှာ ူကဒီကောသလမင်းကြီးကဖះရှင်ပေါ်လည်းပဲအင်မတန်ကြီးညိုတာဖြစ်ပါတယ်အင်မတန်ကြီးညိုတယ်ဆိုတဲ့အကြောင်းရင်းကတော့သူကတော့ဖះရှင်နဲ့အသက်တူရွယ်တူပဲဖြစ်နေတယ်နံပါတ်၁ကအသက်တူရွယ်တူဖြစ်နေတယ်နောက်နံပါတ်၂ကတော့သူကအမျိုးအနွယ်ချင်းတူတယ်သူကတူဖះကလည်းပဲမင်းမျိုးမင်းနွယ်ဖြစ်တယ်သူကလည်းမင်းမျိုးဖြစ်လို့အမျိုးအနွယ်ချင်းတူတာဖြစ်လို့ဖះအပေါ်မှာရင်းနေတယ်နံပါတ်၃ကတော့ဗာလဲဆိုမွေးရ မွေးရစာတိမြေချင်းတူတယ်လို့ဆိုလို့တော့ပါတယ်အဲ့တော့ဒီကမွေးရစာတိမြေဆိုတာကမနက်ခဏိသွားမဲ့တို့ကပိလဝုကပိလဝုဆိုတဲ့အဲ့ဒီဒိမ့်ပြီးရဒီကောသလမင်းကြီးရဲ့လက်အောက်ခံပဲဖြစ်ပါတယ်ဟိုတုန်းကအဲ့ဒါကြောင့်မလို့မွေးရတူတယ်လို့ဆိုချင်းဖြစ်တယ်ကောသလဒိမ့်အပါဝင်ပါပဲဒီတော့ကကောသလမင်းကြီးကမြတ်စွာဘုရားရှင်ကိုတော့မြတ်ကိုအလွန်အမတန်မှကြီးညိုလေးစားတန်ဖိုးထားလို့နေဒိမ့်နေဒိမ့်နေဒိမ့်တရားသွမ်းနာတာဖြစ်တယ် ဖယားရှင်ထံမှာတရားသွတ်နာတဲ့အခါမှာဖယားရှင်ရှိမှသူနာထားတဲ့တရားတွေအများကြီးပဲအဲ့ဒီနောက်ပိုင်းသံဃာနာတင်တဲ့မထေမြတ်တွေကနေပြီးတော့ဟိုစာပေထဲမှာမတန်တင်ထားတာတန်ယုတ်နိကေဆိုပြီးတော့မှာတန်ဥတ္တနိကေထဲမှာကောသလတန်ယုတ်ဆိုတာတည်တန်ရှိတာဖြစ်ပါတယ်အဲ့ဒီကောသလတန်ယုတ်ထဲမှာတုတ်ပေါင်းများစွာရှိတဲ့အထက်မှာတနေ့သောအခါကာလမှာကောသလမင်းကြီးကနေပြီးတော့မှာ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုသွားရောက်ပြီးတော့ဖူးမြော်တယ်နေခင်ပိန်ချွေတလုံးလုံးနဲ့ဖယောင်းနေနေနေတိန်ဖယောင်းမတွေ့ရမနေနိုင်မမြင်ရမနေနိုင်အဲ့လောက်ထိကြောင်းပလောက်ပဲအလှုပ်ရှုပ်ရှုပ်ဘုရားရှင်နဲ့သွားတွေ့တယ်ဒီနေ့တော့ဘုရားရှင်နဲ့သွားတွေ့တဲ့အခါမှာသွားရောက်ဖူးမြော်တဲ့အခါမှာကောသလမင်းကြီးချွေတလုံးလုံးနဲ့ဘုရားရှင်ကနေပြီးတော့အရှင်မင်းကြီးနေလေကြီးကြောင်တော်ကြီးနဲ့နေဘူးဘူးကြဲကြဲနဲ့ဘာလို့ဘယ်လာတာလဲ အရှင်ဖုရားတပည့်တော်အရှင်ဖုရားကိုမတွေ့လဲမနေနိုင်ဘူးအလောက်ကလည်းတအားများတယ်ဖုရားတရားလည်းနာကျင်တယ်ဖုရားတပည့်တော်ကိုအဲ့ဒီမှာတရားအနည်းငယ်ဟောပြပါလို့အဲ့ဒီမှာအလောက်ရှုပ်တဲ့အကြောင်းများစွာဖုရားရှင်ကိုတော်မြတ်ရှိသူသွားပြောတဲ့အခါကျတော့ဖုရားရှင်ဟာဗာမိန်ရှိတုံးဆိုအရှင်မင်းကြီးရှင်မင်းကြီးလောက်တဲ့အလောက်တွေဟာဒလောက်ပဲရှောရတာလားသူကတင်းရေးပြီးရာတွေရောနန်းတွင်းရေးတွေရော တိမ်စုံနယ်ဖြတ်ကနေသဘုံပေးရနေရောအဲ့ဒီဟာတွေကိုကာကွယ်ရတဲ့အကြောင်းတွေရောဖယားရှင်ထံသွားပြီးတော့ရှော့တင်တဲ့အခါကျတော့ဖယားရှင်ကဒီလောက်ပဲအလုံရှော့ရတာလားရှင်မင်းကြီးငါဖယားပြောမယ်အရှင်မင်းကြီးစိတ်ချယုံကြည်ရလောက်တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်၄ဦးရှိတယ်ဆိုပါစို့အဲ့ဒီစိတ်ချယုံကြည်ရတဲ့ပုဂ္ဂိုလ်၄ဦးတနင်းထောက်ကနေပြီးတော့အရှိဖက်ကမြင်းဒီကျော်တဦးအနောက်ဘက်ကမြင်းဒီကျော်တူဦးတောင်ဘက်ကမြင်းဒီကျော်တူဦးမြောက်ဘက်ကမြင်းဒီကျော်တူဦးလို့၄ဦးလို့ တနည်းစုံစမ်းထောက်လန်းတဲ့အဲ့ဒီပုံကိုလေးရောက်ကိုလွတ်ထားတဲ့ဆိုပါစို့အဲ့ဒီအချိန်မှာတပြိန်နက်တည်းမှာပဲတောင်ဖက်အရကရှိတဲ့ပုံကနေပြီးတော့မှအရှင်မင်းကြီးအရှင်မင်းကြီးဟိုတောင်ဖက်ကနေပြီးတော့မှမုတ်ထီလောက်အောင်ကြီးမားတဲ့တောင်ကြီးကလိမ့်ကလိမ့်ကလိမ့်ကနဲ့လိမ့်ပြီးလာပြီး မြောက်ဘက်ကဒွန်ကြီးကလည်းပဲလိမ့်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 ပြီးတော့လာပြီးလို့ရှောင်းတယ်အရှိဘက်ကမြင့်တီကျော်ကလည်းပဲအရှိဘက်ကလည်းဒွန်ကြီးလာပြီးအနောက်ဘက်ကလည်းကြိုက်ချီပြီးတော့မြို့တွေရွာတွေနယ်တွေညီကုန်းတွေအကုန်လုံးတောင်ကြီးတွေဝါဝါချီပြီးတော့နင်းနင်းပြီးတော့မှကြိုက်ချီမုံမုံညံ့ညံ့အောင်ကြိုက်ချီနေတဲ့ဒွန်ကြီးလိမ့်ပြီးလာပြီးဥပမာပြောတာပေါ့နော်တကယ်တော့မဟုတ်ဥပမာပေါ့တောင်ကြီးလိမ့်လာပြီအဲ့ဒါဆိုရင်အရှင်မင်းကြီးအဲ့ဒါလိုအသက်ပေးနဲ့ဂျုံတွေ့လိုက်ရင်အရှင်မင်းကြီး အရှင်မင်းကြီးအဲ့ဒီဟာဘလို့နှလုံးသွင်းမလဲဆိုလိုတာကအခုအရှင်မင်းကြီးလုံနေတဲ့တင်းရေးပြည်ရတဲ့နောက်တစ်ခုကဘာလဲဆိုရင်နန်းတွင်ကြီးတွေတိတ်ဆွန်နေဖြတ်ကသဘုံပေးရနေဆိုတာတိမ်မဲ့ပေးနေကြုံတွေ့လိုက်ရင်ဘာမှမဟုတ်ဘူးဆိုတဲ့အတိတ်ပဲဘုရားရှင်ကပြောတာအဲ့ဒီအချိန်မှာအရှင်မင်းကြီးဘလို့နှလုံးသွင်းမလဲတပည့်တော်ကဘုရားတပည့်တော်ကအဲ့ဒီမှာ အဲ့ဒီအချိန်မှာကောင်းမှုပဲနှလုံးသွင်းရမှာပဲဖျားကောင်းမှုပဲနှလုံးသွင်းရမယ်ကောင်းတဲ့အဆက်ကိုမွေးပြီးတော့ကောင်းတာပဲနှလုံးသွင်းရမယ်လို့ဆိုလိုတယ်ဖျားရှင်ကအဲ့လိုလျှောက်တာဒီတော့ကဆိုလိုတဲ့အတိတ်ပဲကဖျားရှင်ကနေပြီးတော့အချိန်မရွေးသေးသွားနေတယ်အဲ့ဒါအတိတ်ကကြဗဒနာကြတဲ့အရာမဟုတ်ဘူးအတိတ်ကဗဒနာကြတဲ့အလုတ်အရှင်မင်းကြီးမလုံမိသေးဘူးလို့ဆိုလိုတာဖြစ်တယ်နောက်ပိုင်းကျတော့အဲ့ဒီကောသလမင်းကြီးကနေပြီးတော့နောက်ပိုင်းကျတော့ ခေါ်လာမင်းကြီးမရှိတော့တဲ့နောက်ဒီသာဝတိကြီးကသူသားဝိတ္တဒုပကနေပြီးတော့နန်းတက်သိမ့်တယ်ခေါ်လာမင်းကြီးရဲ့အကြောင်းကတော့ဆလန်းကတော့ဝန်နေစရာကြီးပါပဲအဲ့ဒီဝန်နေစရာဆလန်းဆိုတော့သူဟိုးရာဇဂျူဖက်နိုင်ရဲ့အပြင်ဖက်မှာအဲ့ဒီမှာဆေးရဘောကြီးမှာနိုင်ရဇန်ကန်တော်ကိုငဲရှာပါတယ်အဲ့ဒီဆလန်းကိုတော့နောက်တနေ့ကားပေါ်မှာပဲပြောသွားပါဒီကဒီနေ့ကအချိန်မရဘူးသာဝတိကြီး ဆက်လန်းနေရအများကြီးအခုကောသလမင်းကြီးမရှိတော့တဲ့နောက်မှာတော့ဝိတတူဘကနေပြီးတော့သူသားဝိတတူဘနန်တက်တိုင်းတာဖြစ်တယ်နန်တက်ပြီးတဲ့အခါကျတော့အဲ့ဒီမှာသူဒူတော်မောင်ကနေပြီးတော့မှအစာတသသူ့အဖေကိုအဲ့ဒီလိုအတင်းအဓမ္မလူယူပြီးတော့မှနန်တက်တိုင်းနေဆိုတဲ့အခါကျတော့နောက်ဆုံးကျတော့ဟုတ်ရာဇဂျူပြည့်ရှင်ဘရင်အစာတသမင်းကနေပြီးတော့မှတခါတည်းလူယူပြီးတော့မှ ဒီ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 ကောသလဒိန်းကိုအစာတသက်ကအုပ်ချုပ်တာဖြစ်တယ်ဟိုးမကဒဒိန်းဗရဏဒီယနေဒီဒီဒိန်းကြီးကိုအုပ်ချုပ်တာအဲအဲ့ဒါတော့ဒီကောသလဒိန်းရဲ့ဆက်လန်းလေးပေါ့အဲ့တော့ကောသလဒိန်းတဲ့ကထူချချက်ကတော့ဒီသာဝုထိပါပဲဒီသာဝုထိမှာထူချတဲ့အချက်ကတော့ဒါကတော့သူတတ္တဟိုစေတဝန်ကြောင်းဆိုတာရှိတယ်စေတဝန်ကြောင်းလည်းထူချတဲ့တနေရာဒါကတော့သူတတ္တစီဒီလို့ခေါ်တယ်ဟိုဘက်ကတော့အင်္ဂုလိမာလစီဒီလို့ခေါ်တယ် ဒါတုတ္တတ CD ဆိုတာကဒီတာဝုထိမှာ ထင်ရှားတဲ့ထင်ရှားတဲ့မြို့တာဝုထိမြို့မှာထင်ရှားတဲ့ပုံကိုယ်တွေများစွာရှိတယ်အဲ့ဒီထက်ကနေပြီးတော့အထူးခြားထုံးအထင်ရှားဆုံးပါဠိလူမှုရေးမှာဥဆောင်နေတဲ့ပုံကိုယ်တို့ကတော့သာသနာတရားလုံးမှာထင်ရှားတာဖြစ်တယ်ပထမနံပါတ်1တယောက်ကဘာလုပ်လဲဆိုတဲ့အခါအဲ့ဒီမှာအနထဘိန်ပဲဖြစ်ပါတယ်ဒုတိယတတိကထင်ရှားတာကအဲ့ဒီဒုတိယတတိကဝိတာခါပဲဖြစ်ပါတယ် နှုတ်စလုံးဝိသခါလည်းပဲကြောင်းအမဖြစ်တယ်လို့အနတပိန်တထေကလည်းပဲကြောင်းတကာကြီးဖြစ်ပါတယ်အနတပိန်တထေကတော့အလွန်အမတန်မှထူးခြားထင်ရှားတဲ့ပုံကိုဖြစ်ပါတယ်စေတဝန်ကြောင်းဆောက်လူတယ်အဲ့ဒါကြမှာစေတဝန်ကြမှာသူကြောင်းနဲ့ငယ်ပြောဦးမယ်စေတဝန်ကြောင်းရောက်တဲ့အခါကြမှာအခုအနတပိန်ကနေပြီးတော့စေတဝန်ကြောင်းတကာကြီးလို့အဲ့လိုနာမည်ကြီးတာဒီတော့သူကမြို့ရဲ့ကျက်တီဆောင်လို့ပြောမယ်ဆိုရင် ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီတာဝုဋ္ဌိမှာပါသာရေးအခါနာတို့ ပါသာရေးအခမ်းအနားမှန်သမျှဟာဒီအခုအနာထပိမပိုင်မပြီးဘူးဝိသခါမပိုင်မပြီးဘူးသူတို့ကအလုံးအင်မတန်မှသူများသနာသနာတတ်တယ်ငဲညာတတ်တယ်ထောက်ထားတတ်တယ်စာနာတတ်တယ်စိတ်ရှိတယ်ဒါကြောင့်သူ့ရဲ့နာမည်ကိုကအကြည့်အနာထပိန်တဲ့အနာထပိန်ဆိုတာကသူ့နာမည်အရင်မဟုတ်ဘူးသူ့နာမည်အရင်ကသူ့တတ်တာဖြစ်ပါတယ်သူကဘာလို့အနာထပင်ဖြစ်ရတာလဲဆိုတဲ့အခါကျတော့ခိုကိုရမဲ့နေတဲ့ပုံကိုယ်တွေစားရမဲ့မဲ့သောက်ရမဲ့မဲ့ ဖြစ်နေကြတဲ့ပုံကိုယ်တွေကိုနေစဉ်နဲ့အမြတ်အမြတ်ထမင်းဟင်းလျာမုံပဲသေးစာတွေကိုပေးတတ်လို့အစာရည်စာပေးကျွေးတတ်တဲ့အတွက်ကြောင့်သူ့ကိုအနတ်ထပိန်လို့နာမည်ရတာဖြစ်တယ်။ तू ကတရာတရားဘလောက်ကောင်းတယ်လဲဆိုတော့ तू ကစီတုံချောင်းဆောက်လူပြီးတဲ့နောက်မှာဖယားရှင်ရဲ့စီတုံစီတုံချောင်းဆောက်လူပြီးတဲ့နောက်မှာအဲ့ဒီမှာတန်ဃာတော်အရှင်သူမြတ်တွေသူ့အိမ်မှာဆုံးကတ်တာစာရည်တံမဲချပြီးတော့မှနေစီနေစီနေစီအနတ်ထပိန်အိမ်မှာဒီနေရာမှာပဲနေမှာပေါ့ စီဒီဝန်ကြောင့်ကဟုတ်ပဲမှာသူ့အိမ်ကိုတပိတော့အိမ်ကိုဆွန်းစားကြပါဗျာဆိုပြီးတော့နေ့နေ့နေ့စဉ်ပင်ထတဲ့ကိုတော်ဒီကစာရေးတံမဲ့ချပြီးတော့မှလူတဲ့ကိုတော်အပ900ရှိတယ်တဲ့နေ့စဉ်နေ့စဉ်နေ့စဉ်အပ900နောက်တစ်ခုကအဲ့ဒီမှာဟိုခྱི་တော့ခྱི་ပြန်နေကိုတော်အတွက်လည်းပဲအဲ့ဒီမှာခྱི་ကြွပြီဆိုရင်တပိတော့အိမ်ကိုဝင်ကြွပြီးမှဆွန်းဖုံးပေးပြီးမှခྱི་ဆက်ကြွပါဗျာခྱི་ပြန်ရင်လည်းတပိတော့အိမ်ကိုဟို ပြန်ကြွပြီးတော့မှဆုံဖုံးပြီးမှကျွန်တော်ပြန်ကြွပါဖျားလို့ဒီလိုရှောက်ထားတယ်ဒီလိုရှောက်ထားတဲ့အခါကျတော့အဲ့ဒီမှာခီးသွားခီးပြန်ကိုတော်တွေအတွက်စီစဉ်ထားတာကတရက်ကို900 900ဆိုတော့အဲ့ဒီမှာစောစောနားတော့900နဲ့900နဲ့ပေါ့နော်တထောင်တထောင်ရှိပြီနောက်တစ်ခါဗာလဲဆိုတော့ဟိုကီလာနတ်နဲ့ကီလာနုပတ်တကရှာအဲအဲပုံကိုနေကီလာနတ်နဲ့ကီလာနုပတ်တကပုံကိုတွေကိုနေ့စဉ်နေ့စဉ် ကိလနာဆိုတာကနာမကျန်းဖြစ်နေတဲ့ကိုတော်အရှင်မြတ်တွေကိုအတွက်နောက်ပြီးတော့နာမကျန်းတဲ့ကိုတော်ရဲ့နာမဆောင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်နေ့စဉ်နဲ့အမျှဆွန်းနေကိုစီစဉ်ထားပေးတာဘယ်လောက်ရှိလဲဆို900အဲ့ဒါဆိုဘယ်လောက်ရှိသွားလဲ1500စောစောတုန်းကအဲ့ဒီမှာအစာရေစာမဲ့နေတဲ့ပုဂ္ဂိုလ်တွေအတွက်လူတန်းပေးကနာက900ဖူးကြီးကတော်တော်တော်မယုံသူကလူတွေထားလူနေနေထားအောင်တော့တနေ့2000 2000စာ2000စာ2000စာကြီး လူရတဲ့အနေထားကဘသူကစီစဉ်ပေးမလဲဘုန်းကြီးကအဲ့ဒါစဉ်းစားတာစီစဉ်ပေးတာလွယ်တဲ့ကိစ္စမဟုတ်ဆိုမဟုတ်ဘူးသူ့မှာတားလိမ်တမိလိမ်မာလေးတွေရှိပါတယ်တမိလိမ်မာကဘာတူလဲဆိုတော့မဟာတုပတ္တရယ်ສူလတုပတ္တရယ်သူအလဲကျညီမ၃ယောက်ရှိတယ်မဟာတုပတ္တရယ်ສူလတုပတ္တရယ်ငယ်ဆုံးကတော့အဲ့ဒီမှာသူမနဒေဝီလို့ခေါ်ပါတယ်မောင်သမီး၃ယောက်ရှိပါတယ်အားလုံးဟာဘုရားရှင်တရားနာရပိသဖြစ်တဲ့အတွက်ကြောင့် ဖယားရှင်တရားနာပြီးသားဖြစ်တဲ့အတွက်ကြောင့်မလုပ်လဲဆိုသူတို့ဒီမဟာသူပ္ပတာလည်းသောတာပန်ဒီပြီးဖြစ်တယ်ဆူလသူပ္ပတာလည်းပဲသောတာပန်ဒီပြီးသားဖြစ်တယ်အနောက်ဆုံးသူမနာဒေဝီကြတော့သာဂတကံအထိဒီသွားတာဖြစ်ပါတယ်အဲ့တော့အနောက်ထပိုင်းရဲ့အဲအတော့မရတဲ့အကောင်းကြီးနှကောင်ရှိတယ်အဲ့ဒါရောက်ချလေးလောသမီးရလိမ်ပါသလားသားနှစ်ယောက်ကနေပြီးတော့အဲမူးမယ်ယူးမယ်တောက်မယ်စားမယ်ဖြုံးမယ်သုံးမယ်ဒီလိုကောင်ကလာသေးတယ်အဲ့ဒါ တယောက်ကကန္နလို့ခေါ်တယ်တယောက်ကအဲအဲကာလတယ်နှစ်ယောက်စလုံးဟာကန္နနဲ့ကာလကတော့ဖရာကျောင်းလဲစိတ်ဝင်စားတရားကျောင်းလဲစိတ်ဝင်စားသံဃာကျောင်းလဲစိတ်ဝင်စားသူမြဝေယဝိစာလုံနေလဲသူနဲ့မဆိုင်တယ်လို့ပဲသွားသွားလိုက်လာလိုက်ငွေချင်းနေနဲ့ပေါင်းလိုက်သိမ့်လိုက်စားလိုက်သွားလိုက်ဒါပေမဲ့အနန္တဘုံကတိတ်တော်တာတိတ်တော်တာဘလူတော်လဲဆိုတော့သူပိတ်ဆံရချင်းနဲ့မူယူတော့စားတဲ့ကောင်လေးဆိုတော့ပိတ်ဆံပဲလိုချင်တာဟုတ်ငါသားပိတ်ဆံပေးမယ်သွားကျောင်းမှာဥပုပ်သွားဆောင်စား ပထမတစ်ခါထိုင်ခိုင်းလိုက်တယ်ခိုင်းလိုက်တဲ့အခါကျတော့ပြန်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အိမ်ပြန်ပြန်ချင်းပဲပိတ်ဆံပဲပြန်တော့ပိတ်ဆံတော့ तू အတိတယ်ဒါဆိုလို့ရှိရင် तू ကပိတ်ဟိုပိတ်ဆံပဲပြန်တော့နေသေးတယ်ဆိုရင်တော့ဒါ तू တရားမသိသေးဘူးနောက်တစ်ခါသွားတရားပေးမယ်လို့ပထမတစ်ခါခိုင်းတာတူတရားတစ်ခါခိုင်းတဲ့အခါကျဘလို့ခိုင်းတယ်လဲဆိုရင်ဖះဟောတဲ့တရားစကားကိုမမိအောင်မလာခဲ့မမိအောင်မလာရင်ပိတ်ဆံတထောင်ပေးမယ်လို့ပြောတာ ပိတ်စံတထောင်ဆိုတာနေတာမဟုတ်ဒိဏပြတထောင်ကြီးအဲ့တထောင်ဆိုတော့သူကဥပုပ်သွတ်ဆောင်တာပေါ့ဥပုပ်ဆောင်ရင်းနဲ့ဖရာတရားနာနိုင်နိုင်နဲ့သူဘလို့မမမလို့မရဘူးဖြစ်နေတယ်ဖရာကအဲ့ဒီမမမိအောင်ကိုလောက်ထားတာမောင်ကာလာကိုလေနောက်ကျတော့မှတ်မိသွားတဲ့အခါကျတော့သူကသောတပန်တည်သွားတာသောတပန်တည်သွားတာအနတ္တပိန်သတိကအဲ့လိုသူသားကိုအဲ့ဒီမှာ ကာလာတော့အိမ်ပြန်လာတဲ့အခါပိတ်ဆံသူ့အဖေပိတ်ဆံပေးမှစုချော့တယ်ကမှကပေါ်မှာလေးဆက်ဖွင့်ပြထားတော့ကြားတယ်မလား ကာလကာလမွန်ကာလနင်တို့ဒေသနာထောင်းအဲ့ဒီမွန်ကာလလည်းပဲသောတမန်တည်သွားတယ်ကာနဆိုတာတော့အကောင်ကတော့အရက်တော့မတော်မိမ့်မပွေတာသွားတယောပီတယောဆိုင်ပွေတာအဲ့ဒီတော့ကြတော့သူလည်းပဲအဲ့ဒီမှာအနာတမင်သတိဟိုပရိရဲ့အမျိုးမျိုးနဲ့ရှင်ပြီးဖျားရှင်တွင်းလိုက်တဲ့အခါကျတော့အဲ့ဒီကာနဆိုတဲ့ကောင်ကလည်းပဲသောတမန်တည်သွားတယ်သာသမီပနယောရှိလေငါရောယောက်ျားကနေရောမိမ့်မကသုံးယောက်ဒါကြောင့်အဲ့ဒီအမျိုးသမီး၃ယောက်ရှိတော့ဒနစ်ကိုဒရက်ကိုဒီရက်ကို လူရဲ့နှထောင်းစားနှထောင်းစားစီစဉ်နိုင်တယ်ဆိုတဲ့အနေထားကသာမန်သတ္တရားမဟုတ်ဘူးဆိုတော့သူတို့သာသမိတွေမှာသောတာပန်တည်ပြီးသားပုဂ္ဂိုလ်တွေရှိလို့ဟုတ်လားအဲကြောင့်အနန္တပင်သတိကနေပြီးတော့အစာရေစာမဲ့နေကြတဲ့ပုဂ္ဂိုလ်တွေကိုပေးကြွေးတဲ့အတွက်ကြောင့်ဘာလိုက်အခန်းနာတွေမှာလည်းပဲသူကမဖြစ်မနေတက်ရောက်တယ်အဲ့လိုဆိုတော့သူတို့အားကိုးကြတယ်အားထားကြတယ်အလေးထားကြတယ်အနန္တပင်အနန္တပင်ကိုချောင်းပြူပြီးတော့သူမိသားစုအလုံးကလည်းသောတာပန်နေသူညီတယောက်ရှိပါတယ် ညီကအတူညီကနေပြီးတော့ကသာသနာလူပြူကြီးပဲသာသနာဝင်သင်္ကန်းဘုတ်သွားတာသင်္ကန်းဘုတ်တဲ့အခါသာသနာမှာထင်ရှားတယ်ဗျာယဟန္တာကြီးဖြစ်သွားတယ်သူဘူတိဆိုတာအဲ့ဒါသူဘူတိဆို အာဒီဝအာဒီတိစစ်တိုက်တော်တာဝကထဲမှာအဲ့ဒီမှာဟိုဘုရားရှင်ရဲ့တပည့်သားတွေထဲမှာသူဘူတိဆိုတာအဲ့ဒါအနတပိန်သတိရဲ့ညီပဲယဟန္တာဖြစ်သွားတယ်ဒါအနတပိန်ရဲ့စွမ်းဆောင်ချက်ပေါ့ဘုသူရဲ့စွမ်းဆောင်ချက်အဲ့အနတမင်းရဲ့ဆွမ်းဆောင်ချက်တွေဒီလိုကောင်းတဲ့အခါကျတော့ဘာဖြစ်လဲဖယားရှင်တရား ဖယားရှင်အဲ့ဒီမှာဒီမြို့ကိုပင့်ဟိုးရစီဂျုံမှသူတရားရလာတယ်တရားရလာပြီးတဲ့အခါကျတော့အဲ့ဒီမှာသူမြို့သူမြို့သားသူတိစေခြင်းနဲ့စေတဝန်ကျောင်းလူတယ်စေတဝန်ကျောင်းမှာတနေ့ဖယားရှင်ကနေတိုင်းတနေ့တစ်ချိန်တစ်ချိန်တစ်ချိန်တရားဟောပေးတယ်အဲ့ဒီတရားဟောလို့တရားနာကြတဲ့ပုံကိုယ်တွေက နေပြီးတော့မှအတိအတိချုပ်တောင်းဝင်ကြတာဘယ်လောက်လဲခွန်ကတိရှိတဲ့အထက်မှာ၅ကတိသည်အရိယာဖြစ်သွားကြတယ်ဘယ်လောက်လဲနော် သူတော်ကောင်းတို့ပါအဲ့ဒီချိန်တုန်းကဒီမှာလူဖြစ်ရင်အရိယာဖြစ်ရင်ဖြစ်သွားနေတယ်ဘုရားရှင်လက်ထက်အခါကာလတုန်းကလူရဲ့ခွန်ကတိရှိတဲ့အထက်မှာငါကတိသောပုဂ္ဂိုလ်ဒီအဲ့ဒီမှာအရိယာဖြစ်သွားကြတယ်တဲ့အဲ့ငကတိကသရဏဂုံတည်သွားကြတယ်ဒါပေမဲ့ဒီမြို့မှာဒီမြို့မှာတော့အဲ့ဒီမှာမလုပ်လဲဆိုအကုန်လုံးကအဲ့ဒီဘုရားဘာသာကြီးလို့တော့အောင်မေလို့မရဘူးဒီမှာရှိနေတဲ့အရှိဖက်မှာခုနကတုန်းကဆွေမဝင်ရှင်းပြတယ်ချင်းချောင်းဆိုတာအဲ့ဖခင်မပွင့်ခင်ကတည်းကသူတို့က ဟိုရှိနေပြီးသားဖြစ်တဲ့နိကန္ဒဆိုတာနိကန္ဒနာဒဗုဒ္ဓရဲ့ဂိမ်းနေအဲ့ဒီမှာအဲ့မှာချင်းဂိမ်းဆိုတာနိကန္ဒမဟာဝီရဆရာကြီးကနေတည်ထောင်သွားတဲ့ချင်းဂိမ်းဆိုတာအဲ့နိကန္ဒနာဒဗုဒ္ဓဂိမ်းကဒီမှာအခုတတိရှိသေးတယ်ကြည့်အဝမဝဝဝမတဲ့ကြောင့်ဝဝတဲ့ကြောင့်တွက်လေလာကြည့်တွက်လေလာလို့ရတယ်အဲ့ဒီမှာဘုန်းကြီးကတော့အဲ့ဒီစာပေးတယ်အကုန်လေလာတယ်လေလာတဲ့အခါကျတော့ချင်းဂိမ်းကိုအထင်သေးလို့မရအောင်တော့ ကျင့်စဉ်ကအိုးအဆင်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 ကျင့်စဉ်တွေတိုက်ကောင်းတာအိန္ဒိယနိုင်ငံကနေပြီးတော့မှအတွေ့အခေါ်ယူဆဂိမ်းတွေကိုးဂိမ်းရှိပါတယ်သူတို့မှအဲ့ဒီခြဝခြဝတီဂိမ်းတို့နောက်ပြီးတော့တင်ချတတနာဂိမ်းတို့ယောယောဂတတနာဂိမ်းတို့မိမန်သဂိမ်းတို့အစရှိတဲ့အဖြစ်အဲ့ဒီလိုဂိမ်းအသီးသီးရှိတဲ့အထက်မှာသူတို့ဂိမ်းဟာလေးလာတဲ့အထက်မှာသူတို့အဆင်အဆင်ဆင်ဆင်ကျင့်စဉ်တွေရှိတယ်အဲ့ဒီကျင့်စဉ်တွေကအင်မတန်မှစနစ်ကြတယ်သူ တော်ဆုံးပါကွဲသွားတယ်လဲဆိုတာဗုဒ္ဓရဲ့ဝါဒနဲ့မလမ်းမကမ်းပဲနှိစက်တယ်ဆိုတာနှိစက်မှုရှိတယ်နောက်ဆုံးကျတော့ဗုဒ္ဓကအတ္တမဟုတ်ဘူးအနတ္တဆိုပြီးတော့ပြီးပြီးပြီးအနတ္တကနေတစ္ဆာဆိုင်သွားတာသူတို့ကျတော့အတ္တလက်လက်ခံတယ်သူတို့အနတ္တကိုလက်လက်ခံတယ်ဝေဝါးနေတယ်သူတို့အဲ့ဒီမှာရှင်းလင်းပြတ်သားမှုမရှိဘူးအခြေခံကဗုဒ္ဓဘာသာနဲ့တော်တော်တူပါတယ်တော်တော်ကျင့်စဉ်ကိုစနစ်ကြတယ်အဲ့ဒီမှာကျင်ကဲဒီမှာရှိတယ်အဲ့ဒီထက်ကနေပြီးတော့မှပါရပိတ်တွေ တီနိကန္တဂိမ့်တင်ရှိတာမဟုတ်ပရပိုက်တွေရှိသေးတယ်ပရပိုက်တွေဆိုတာကဟုတ်စာပေထဲမှာလေ့လာကြည့်အဲ့ဒီမှာတုံတရီပရပိုက်မဆိုတာဖယားရှင်ရဲ့စီဒုံเจ้าမှသူတို့ကနေပြီးတော့မှဟိုခဏခဏသွားလာဝင်ထွက်စီတာသွားလာဝင်ထွက်စီပြီးတော့သူတို့အဲ့နောက်ဆုံးကျတော့အဲ့ဒီပရပိုက်တွေကပဲသပ်လိုက်တာဗျာတိတ်ချီတွေကသပ်လိုက်တာသပ်လိုက်ပြီးတော့အလောင်းကအဲ့ဒီ ကြောင်းထက်လာပြစ်ထားပြီးတဲ့အခါကျတော့ဒီကောသလမင်းကြီးကိုလာပြီးတော့မဟုတ်စေတဝန်ကကိုတော်ဒီဒီလိုဒီလိုအနိုင်ကျင့်ပြီးတော့ဒီလိုသတ်ဖြတ်တယ်ဆိုပြီးတော့အဲ့လိုဆွဆွဲခံရတာရှိတယ်။ဒီတော့ဒီနိုင်ငံမှာအဲ့ဒီမှာဘာလို့လဲဆိုတော့ဒီစေတဝန်ကြောင်းတည်တဲ့နေရာမှာပြမနာကြီးတွေလည်းနေပြီးမှအများကြီးရှိတယ်။အဲ့ဒါတွေနဲ့အတိတ်ခံလောက်ရတာဖခင်ကအတိတ်ခံလောက်ပြီးတော့မှတရားဟောရတာ။သို့တော်လည်းပဲအနတ်ထဝင်းအနတ်ထဝင်းဝိသခာအစရှိတဲ့တတိတွေအာမြစွာဖြစ်သွားတာကအခုကြည့်လူဦးရေပနပ်ကတိရှိလဲ ခွန်ကတိခွန်ကတိကထာနေပြီးတော့ငါးကတိပါဖြစ်သွားတယ်အရိယာဖြစ်သွားတယ်ဘသူဂျေစုလဲအနတ်ဘယ်ရဲ့ဂျေစုဟလားအနတ်ဘယ်ကအင်မတန်ဂျေစုကြီးမားတဲ့အတွက်သူထောင်းနေဆိုအများကြီးအဲ့တော့ဂျေစုကြီးမားတာဖြစ်တဲ့အတွက်ဖယားရှင်ဖယားရှင်ရဲ့အော်သာသနာနောက်ပိန်ဖယားရှင်မရှိတော့တဲ့နောက်မှာသူသူသူ့ဂျေစုပြုပြီးတော့ဒီနေရာမှာရှီမီတွေပန်းနေရေချမ်းနေပန်းပေါပေါတွေအဲ့ဒီဟာတွေကိုပူဇော်နေကြတာ ်ပူဇော်နေကြတဲ့အထက်မှာပူဇော်ပူဇော်နေကြတဲ့အထက်မှာ not not pain ကြတော့ကောသအာဒိဋ္ဌမသောကမင်းလက်ထက်ရောက်တဲ့အခါဒီနေရာမှာဒါအနတ်ထပင်ရဲ့အိညာဆိုပြီးတော့ CD တဲလိုက်တယ် CD တဲတဲ့အခါမှာ DC CD တဲတဲ့က CD ရိုးရိုးတင်တဲတာမဟုတ်ဒီထက်မှာအရှင်သာရိပုတ္တရာရဲ့တတ်တော်ဒီထက်မှာပါတယ်လို့ပြောတယ်အရှင်သာရိပုတ္တရာဒီထက်အရှင်သာရိပုတ္တရာရဲ့တတ်တော်ဒီထက်မှာထဲ့သွင်းထပ်ပနာထားတယ်လို့ပြောတယ် ူတော်လည်းပဲဝမ်းနေစရာကောင်းတာနောက်ပိုင်းကျတော့ဒါအစ္စလမ်ဘာသာဝင်တို့ရဲ့လွမ်းမိုးတဲ့နေရာကြီးဖြစ်သွားတာလွမ်းမိုးတဲ့နေရာကြီးဖြစ်သွားတော့ဟိုနောက်ဘက်ကအင်္ဂူလီမာလာစီဒီယောဒီဘက်ကနေပြီးအနတ်တပိန်စီဒီယောအဲ့ဒီလိုဖြစ်သွားတာဖြစ်သွားတဲ့အချိန်ခါမှာ သာသနာ2500ခုနှစ်ပြည့်တဲ့အခါကျမှအိန္ဒိယနိုင်ငံအစိုးရကနေဒါဗုဒ္ဓဘာသာတို့နေရာဖြစ်တယ်ဆိုပြီးတော့အစ္စလမ်ဘာသာတွေကိုမောင်းထုတ်ပလိုက်တာရှင်းလင်းပြီးတော့မှဒါဗုဒ္ဓဘာသာနေရာလို့အခုကအဲ့လိုလုံးလုံးမရအောင်ခါတိုင်းကဘုန်းကြီးတို့ဒီ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 ဝင်းနေခတ်တာမရှိသေးဘူးအခုကဝင်းနေပါလိခအရင်တော့ကဟိုအနောက်ဘက်ကဟိုဟိုအင်္ဂုလိမာလာစီဒီအတက်တက်မှလိန်ခေါင်းနေလိန်ခေါင်းနေနဲ့ဝင်ဝင်ထွက်သွားလာလို့ရတယ်တခါတခါအဲ့ဒီမှာ အခုကတော့ပိုက်ထားလိုက်တယ်တခါဘာလို့လဲဖယားဖူခီးတဲ့တယောက်တည်းကိုရီးယားတကမတယောက်တည်းလေဆော့သွားနေတော့အဲ့ဒီမှာကလားတွေပိတ်ဆံလူပြီးတော့မှပိတ်ဆံလူပြီးတော့သပ်လိုက်တယ်နဲ့တူတယ်ဒေါ်လာပဲရတာအေးပိတ်ဆံ100ဒေါ်လာနဲ့လူတယောက်လုံးသပ်လိုက်တာအာအဲ့ဒီကနေပတ်သက်လို့ဘယ်သူမှပေးမဝင်တော့ဘူးအဲ့ဒီမှာအေးအဲ့လိုဖြစ်သွားတယ်အဲ့ဒီအနေထားမှာအဲ့ဒီမှာဒီလိုဒီလိုလေးတွေရှိတာပေါ့သို့တော်လည်းပဲခုနောက်ပိုင်းကဒီလိုဝင်းနေခါဆိုတာဒါဗုဒ္ဓဘာသာတို့ရဲ့နေရာပြန်ဖြစ်သွားတာကအိန္ဒိယနိုင်ငံရဲ့ ိန္ဒိယနိုင်ငံအစိုးရရဲ့ကြီးစုတွေပါအမားဆိုရင် နေပေါင်းဘယ်လောက်ရှိပြီလဲဆိုတော့နေပေါင်း2500เนี่ยဖျက်ချင်းပြိနေပန်ဆံပြီးတဲ့နေနဲ့တွေ့ချင်းတော့2560နဲ့8နှစ်ရှိပါပြီ60နဲ့8နှစ်ပြီပါဖျက်ချင်းလက်ထက်ကလေးကတွေ့မယ်ဆိုတော့2500နဲ့2600 2600လောက်ရှိပါပြီဒင်းစီဒင်းဝင်ဖျက်ချင်းပြိနေပန် အော်ဖုရားရှင်တက်တော်ထင်ရှားရှိတော်မူစဉ်ခါကာလတုန်းကဖုရားရှင်တုတ္တရဝါမြောက်မှာကတည်းကဒီစီဒီဝန်ဒီဒီအားကြီးတိဆောက်တာဖြစ်ပါတယ်အခုအဲ့ဒါကြောင့်မလို့ဒီဒီနေရာကြီးကိုဒီနေ့အထိရှိနေသေးတာကဒါကတော့ဟိုရှေ့ရှေ့ကတိတိဓမ္မသောကမင်းရဲ့ကြီးစုတယ်နောက်ပိုင်းနောက်ပိုင်းကျတော့အဲ့ဒီမှာဗာလဲဆိုတော့ဟိုကပကုလသမက်ကအတွင်းရေးမှုချုပ်ဖြစ်တဲ့ဥတ္တန်ရဲ့ကြီးစုတယ်ဥတ္တန်ရဲ့ကြီးစုတယ်နောက်တစ်ခုကဗာလဲဆိုအခုအိန္ဒိယနိုင်ငံရဲ့အစိုးရကြီးရဲ့ကြီးစုကြောင့် တို့သည်နေပေါင်းများစွာ2500ကျော်ပြီးတော့2600ရောက်သည့်တန်အောင်တို့တွေလာရောက်ပြီးတော့ပုဒ္ဓဘာသာတို့ရဲ့နေရာကိုဖူးမြော်ခွင့်ရနေသေးတာဟာဖြင့်ဒီဂျေဇုတရားတွေရှိပါတယ်နော်အေးသို့တော်လည်းပဲဒီမှာဒီလာဖူးမြော်ပါအတွက်လာဖူးမြော်ကြတာလဲဆိုတာဝေကရဖို့ပါပဲဘာရဖို့ပါလဲတာဝေကရဖို့ဆိုရှေးတုန်းကအလွန်အမတန်မှစီကားတဲ့မြို့ကြီးအခုတအိမ်မှမရှိတော့ဧကဘောင်း300ကျော်ရှိပါတယ်ဒါ ဧကဘုံ300ကျော်တအိမ်မှမရှိတော့အခုစေတဝန်ဆိုတဲ့နေရာလည်းပဲဧကဘုံ300ကျော်ရှိပါတယ်တချောင်းမှမရှိတော့အဲ့ဒီရှေးရှေးကခေါ်သလားမင်းဆိုတာလည်းရောရှိသေးလားဟာဝီတဒူဘိုင်းဆိုတာလည်းရှိသေးလားအစာတသဆိုတာလည်းမရှိတော့ဘူးအဲ့တော့ဒီရသာဥတီမှာအဲ့ဒီမှာအော်သာဥတီမှာလူရဲ့ခွနကတိဆိုတာအခုတယောက်တည်းရှိသေးလားမရှိတော့အလုံးစုံအကုန်ပြည့်စုံတဲ့နေရာလို့ဆိုပေမဲ့အခုကတစ်ချုံပုတ်တွေနဲ့ တောင်းရယူစီအောင်မကောင်းဘူးလားအလုံးပြစ်ထားခဲ့ကြရတာဒီကြီးပဲဘဝမှာအဲ့ဒီမှာအရေးကြီးဆုံးကဘာလဲဆိုရှင်သန်နေဆက်အခါကာလမှာဘာလို့လဲအရိယတတ်တွေအရိယတတ်တွေဝိဇ္ဇာတတ်တွေအတိညာတတ်တွေရအောင်ယူဖို့ပဲအခုအလုံးဟာပျောက်ကွယ်သွားကြပါပြီဒါပေမဲ့အနတပိန်ဆိုတာမသေးသေးဘူးမသေးသေးတဲ့နာမည်ကြီးကျန်နေတာဟုတ်လား အနတ်ထမိန်ဆိုတာမကြံနေဘူးလားအားလုံးကလောကထဲမှာရှိနေတဲ့အားလုံးသိစိတ်တဲ့အကုန်လုံးပျောက်ကွယ်သွားပြီဒါပေမဲ့အနတ်ထမိန်ကမပျောက်ကွယ်သေးဘူးသာသနာရှိနေသေးတဲ့အနတ်ထမိန်ကရှိနေအောင်ပါပဲသမိန်သူသူသမိန်မတိန်ဒီမှာသမိန်မတိန်လဲခြံခဲ့သလိုနောက်ပြီးတော့ဘာလုပ်လဲဆိုစာပေကြံကန်ထဲမှာလဲအနတ်ထမိန်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 နဲ့နေရာပေါင်းမြောက်များစွာတွေ့ရတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့လုံဆောင်ချက် နေစားတော့ဘုန်းကြီးပြောလို့အသိဉာဏ်နံဘိန်းရဲ့အနှစ်သာရဘိန်းရဲ့လို့နှစ်ခုရှိတဲ့အထက်မှာအသိဉာဏ်နံဘိန်းကပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့အနှစ်သာရဘိန်းတွေဟာတိုးတက်တွေအတွက် သင်ဟရင်စာရယူเสียလေးတွေနှီးပညာရယူเสียလေးတွေမကြံနေဘူးလားတို့အတွက်ဖះဖူးလာတယ်ဆိုတာအဲ့ဒီသင်ဟန်းစာရယူเสียလေးတွေနှီးယူเสียလေးတွေကြံခဲ့ရမယ်တို့ရှင်သန်နေတဲ့ဒီနေ့ကျတော့တို့လဲအခုပျောက်ွယ်သွားကြပြီသာဝတိမြို့သူမြို့သားတွေပျောက်ွယ်သွားကြတယ်ခြေတုံကျောင်းမှာသံဃာတော်ကြီးတွေပျောက်ွယ်သွားကြတယ်လို့တို့တွေတွေလဲမပျောက်ွယ်သွားကြဘူးလားပျောက်ွယ်သွားကြမယ်ဒါပေမဲ့အဲ့ဒီ မပြောက်သွားခင်မှာဒုဒုတွေပါလို့သိနေတာလေလောကရဲ့အကျိုးမိမိရဲ့အကျိုးသံဃာလွတ်မြောက်ခြင်းရဲ့အကျိုးတရားတွေကိုဒုဒုတွေယဉ်တွင်းနှလုံးထိုက်မှာတဲ့ရှင်နေရှိအခါကာလမှာမိမိရဲ့အကျိုးလောကရဲ့အကျိုးထိထိရောက်ရောက်ဆောင်သွားဖို့ဆောင်ရွက်သွားဖို့မလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒါအရေးသက်ကြီးတယ်တော့ဒီနေ့ကျတော့အားလုံးသိရမှာသိရမှာပဲသိရမှာပဲသိ အသေးတာချင်းတူပေမဲ့လို့သေမှမတူတဲ့အခြေအနေလောက်ထားမှာဟုတ်လားသေတာမတူလားတူမှာသေမှမတူအောင်တော့လုပ်ရမယ်အခုကြည့်စောစောနဲ့တော့ငါဆွေမဝင်ရှင်းပြနေစင်စာမနိုင်စင်စာမနိုင်မြည်မြူတဲ့နေရာလုံးမထုတ်ပြောင်းလားစင်စာမနိုင်ရှိသေးလားမရှိတော့ဘာမဲ့စင်စာမနာနာမေးမကြနိုင်ဘူးလားကောင်းသောကြံချင်းလားမကောင်းသောကြံချင်းလားအေး အခုသူတတဆိုတဲ့အဲ့ဒီမှာ CD တည်ထားရလောက်တဲ့အနေထားဒီကြောင် အနတ်တပိန်ဆိုတဲ့နာမည်မကြံနေဘူးလားကြံနေတာမကောင်းသောကြံချင်းလားကောင်းသောကြံချင်းလားကိုသမိုင်းကိုဖန်တီးကြတာပဲလေကိုသမိုင်းကိုဖန်တီးကြတဲ့အကောင်းဆုံးဖြစ်အောင်ကိုသမိုင်းကိုရေးသွားမယ်ကိုဘွားကိုတောင်ကြည့်မယ်ကိုကိုကွယ်ရကိုပါတာကိုတောင်ကြည့်မယ်ကိုနေတဲ့ပောင်းချင်းပေါ်မှာတောင်ကြည့်မယ်ဆိုရင်လူသိပေမယ်နာမည်မသိဘူးဆိုရဟာအဲ့ဒါဟာတို့အတွက် ဒီနေ့ကိုကိုကိုတတ်နိုင်တဲ့တတ်နိုင်တယ်လို့မိသားစုအတွက်တတ်နိုင်မိသားစုအတွက်အစွမ်းကုန်အကျိုးကျေးဇူးပြုသွားမယ်။အေးတို့တဲ့တို့တဲ့ကိုကတတ်နိုင်သေးတယ်ဆိုရင်ကိုနေတဲ့နေရတခုခုမှာဘာလို့လဲအကျိုးပြုနိုင်တဲ့စွမ်းအားတခုခုအမှတ်သင်္ကေတနဲ့အကျိုးပြုထားနိုင်ခဲ့မယ်။ဟုတ်လားကိုနေတဲ့ကိုကိုကိုရဲယုံကြည်ကိုကိုရဲဘာသာသာသနာအတွက်အကျိုးပြုခဲ့မယ်ဆိုရင်အနာထပိန်လိုပဲဗော။ အနထပိုင်းလို့ဆိုတဲ့စကားကြားတာနဝင်မချိုးလိုက်ဘာလို့လဲသူရေးတဲ့သမိုင်းကတက်ကောင်းလုံးလို့ဟုတ်လားရေးတဲ့သမိုင်းကောင်းလုံးလို့တို့အတွက်အတူယူစရာအားချမ်းစရာမရှိလားရှိပါရဲ့ဗျအေးအဲ့ဒါလိုပဲပေါ့သူအကျိုးလောကအကျိုးမပြုခဲ့ဘူးလားပြုခဲ့တာလားပြုခဲ့ပါရဲ့ဒီအဲ့လိုမိမိတို့ဒီလည်းပဲဒီနေရာဒီဌာနကြီးကိုရောက်လာတယ်ဆိုတာကအဲ့ဒီမှာဘာဖြစ်လဲဒီလိုသင်ခန်းစာလေးတွေယူဖို့ တာဝေကလေးတွေယူဖို့နောက်ပြီးတော့တာဝအခြေခံပြီးတော့တို့ဟိုပြန်ရောက်သွားရဲ့ဆိုလို့ရှိရင်တို့လောကရဲ့အကျိုးမိမိရဲ့အကျိုးဘာသာသန္တနာရဲ့အကျိုးအဲ့ဒီအကျိုးအကျိုးတွေကိုကိုတတ်နိုင်တော့ပြူသွားမယ်ဟောအနတ်ဘိန်ဒီသောတာပန်မဒီသွားဘူးလားသူတင်ဒီတာဟုတ်ရဲ့လားသူသားသမီးတွေရောဒီအောင်မလုပ်ပေးသွားဘူးလားဟုတ်တော့အနန္တပင်ကအဲ့ဒီမှာဓမြုပ်လုံးကိုလည်းပဲသူအရိယာဖြစ်အောင်သူကနေပြီးတော့မှအရိယာငါးကတိ အရိယာဖြစ်ကြတယ်ဆိုတာအနတ္ထပင်အကြောင်းပြုပြီးဖြစ်ကြတာဟုတ်သလားမဟုတ်လားဟုတ်ပါပါဗျာဘုရားရှင်သူပင်လာလို့ဘုရားရှင်တွေ့လာတာဟုတ်ဗျာဘုရားရှင်တရားနာလို့အဲ့ဒီမှာဘုရားရှင်တရားနာရလို့ငါကတိသောပုဂ္ဂိုလ်တွေကအရိယာဖြစ်ကြတယ်မလားကိုယ်တို့သူတော်ကောင်းတွေလည်းပဲအသက်ရှင်ဆဲအခါကာလမှာဂျန်တဲ့ဟာတွေအလုံးပုံထားခဲ့ရမှာပဲအတိညာတခံပါအောင် နှလုံးသွင်းပြီးလှုပ်ဆောင်အထုတ်သွားရင်မသိဘူးလားမသိပါဘူးအနာတမင်သေးတယ်ဆိုပေမဲ့ဘာလို့လဲအလွန်ဆုံးသေးရရင်ခုနှစ်ဘွားပဲသူကသောတာပန်ကိုခုနှစ်ဘွားသေပြီးဘာဖြစ်လဲလုံမြောက်ရနိုင်ပါရင်လန့်တက်သွားတယ်အောက်ကိုရောက်သွားခြင်းမရှိဘူးသောတာပန်ဆိုတာကအဲ့ဒီသောတာသောတာပန်နလို့ခေါ်တယ်အထက်အထက်သို့သာလေးလျောင်းရာရှိတဲ့အတွက်ကြောင့်သောတာပန်ပိသတ်တစုလုံးကသောတာပန်ဖြစ်သွားကြတယ်နော်ကဲအဲ့ဒါကအနာတမင်ရဲ့ဆက်လန်းပေါ့လေးနော် အဲ့တော့ဒလော့ဒလော့နဲ့ပဲဂျင်းနဲ့ကြအောင်အလုံးတို့သင်ခန်းစာယူပြီးတော့မှကဲဒါက CD တော်ဖြစ်တဲ့အတွက်လက်အုပ်ချီးပြီးတော့မှနမောတတ၃ချိန်သံသင်ညညာယူဆိုဖျားကတော့ပြီးတော့ဒါအနတ်ထပိန်အင်ကိုအာယုံပြူတာမဟုတ်ဘူး CD ထဲမှာ အရှင်သာရိပုတ္တရာတတ်တော်ပါတာဖြစ်တဲ့အတွက်တတ်တော်ကိုအာယုံပြူပြီးတော့အရှင်သာရိပုတ္တရာရဲ့အဲ အသိဉာဏ်ပညာရဲ့ကြီးစုကုံအာယုံပြုပြီးတော့အဲ့ဒီမှာနမောတတသုံးကြိမ်သံသင်ကြီးညာရွတ်ဆိုပြီးတော့မှပုဒ္ဒသာသနာစီရန်တိတ်တုနဲ့ရွတ်ဆိုကြမယ်အဲ့မှာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတတနမောတတဘဂဝတော အရဟတော အမသံဗုဒ္ဓတ္တဗုဒ္ဓသာသနာစိတံဒိဋ္ဌတုဗုဒ္ဓသာသနာစိတံဒိဋ္ဌတုဗုဒ္ဓသာသနာစိတံဒိဋ္ဌတုသာဓုသာဓု